ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာညီပုလေးရေးထားတဲ့နဝင်ပီယံဂျွိဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။နဝင်ပီယံဂျွိ ဲ့ဒီပင်နဲ့ဒီဆိုတဲ့အော်တန်ကြီးကပရိသတ်စီကဟိန်ထွာလာတယ်။ဒိုင်လူကြီးရဲ့ခရီးတန်ကအော်တန်ကြီးရဲ့နောက်စက္ကန့်ပိုင်းလောက်နောက်ကျလိုက်သေးတယ်။ဘောလုံးပွဲအစခရီးတန်ကနေအခုနောက်ဆုံးခရီးတန်မတိုင်ခင်အထိအတနောမတိတွေနဲ့ပြည့်နေတဲ့ဒိုင်လူကြီးကဒီတခါတော့ခရီးမမဟုတ်ပဲမနေလို့ကိုမရတော့ဘူး။ကိုစီတဲ့ကိုလွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးသွားတဲ့သူတို့ရှေ့တန်းလူတယောက်ကိုတစ်ဖက်အတင်းနောက်တန်းလူနှစ်ယောက်က နောက်ကခြေလန်းခြေသူခြေလက်ကိုဆွဲထားသူဆွဲထားနဲ့တော်တော်ရုပ်ပြတဲ့ကစားဟန်ဖြစ်သွားတယ်။ပထမပိုင်းမှာရတဲ့ရတိုက်တဲ့နှစ်ကိုယ်လဲဒိုင်လူကြီးကမသိကြိုကြုံပြုခဲ့တယ်။ဒုတိယပိုင်းမှာလဲပြစ်ဒဏ်ပေါ်ပေးတင်တာတွေကို မပေးခဲ့ဘူး။မြမြတတာအားပေးနေတဲ့ပရိသတ်ကိုသူတို့အသင်ပဲအားပေးလာအောင်ဒိုင်လူကြီးရဲ့ခရီးသံကတွန့်ပို့ခဲ့တယ်။ဒီတကားပင်နေဒီမပေးခဲ့ရင်တော့ပွဲကြီးစင်ဘောကတောင်းချီနေတဲ့ပရိသတ် ကွင်တဲ့ပြေးစင်လာကြလိမ့်မယ်ထင်တယ်ပွဲချံပွဲကြက်တွေကိုကြော်လွားဖြတ်တန်းခဲ့ရတဲ့သူတို့ဘောလုံးအသင်းဟာအခု final ပွဲမှာလဲတပတ်အသင်းကလူဘို၃ယောက်ဖြည့်ကစားတာနဲ့ကြုံနေရပြီသူတို့ဘောလုံးအသင်းဟာမိကောင်းဖခင်တာသမီတွေကြီးဖွဲ့စည်းထားတဲ့ဘောလုံးအသင်းတစ်သင်း အသက်20ဝန်းကျင်လူပြိုလူလွတ်တွေအနေနဲ့ကပညာလာသင်ကြတဲ့သူတွေနဲ့မြို့ကန်ပညာရှာနေသူတွေဖွဲ့စည်းထားတာဆရာတွေက ရှင်းအုပ်မကွာစောင့်ရှောက်ပြီးပိုးမွေးတယ်လို့မွေးထားတဲ့ဘောလုံးအသင်းတန်တန်ရှင်းရှင်းကစားတတ်လို့မြို့လူတို့ကချစ်တဲ့အသင်းသူတို့ဆရာတွေကဘောလုံးပွဲကောင်းတွေကြည့်ရင် ကစားကွက်တွေကို မြင်ပြခန်းစားပြသင်ပြတယ်သူတို့အသင်းကစားတဲ့အခါလဲ အရန်လူတွေကြည်တဲ့မြင်တဲ့အောင်ပျော့ပြရှင်းပြတတ်တယ်။ကြည်စမ်းလှလိုက်တဲ့ကစားကွက်ဒါပေါ့လှမြင်စီတယောက်ကျော်အသားလေးချပေးရမှာကြည်ဘုံညိုကမ်းလိုက်မယ်။ကွက်တီပဲဟိုမှာဆန်းလွင်လွတ်နေပြီအသားလေးထိုးပေးလိုက်မောင်မောင်လက်ကနဘေးကအကွက်ဖော်ပြီးရန်ပေးရမှာမင်းတို့ဒါမျိုးဘယ်မှာမြင်ဘူးလဲမှတ်မိလားအာဂျင်တီးနားနဲ့အင်္ဂလန်ကမ်းနဲ့ပွဲမှာတော့က ပြီးတော့သူတို့ဆရာတွေကသူတို့ကိုစကားမှန်မှန်ထန်ထန်နဲ့ပြောဆိုသင်ကြားလေမရှိကြဘူးအလူမီနီယံဘားတွေတက်ထားတဲ့ဘောကံဖက်နှက်တွေစီးကြန့်ခိုင်တဲ့ကြွက်သားတွေကိုအတုံးချအလင်းအဟုန်ကြီးကြီးနဲ့ပြေးလွားတွန့်တိုက်ခုံပြန်ကန်ကြောက်ခုံအားချင်းရှင်ရတဲ့ဘောလုံးကစားနည်းကိုကျွမ်းကျင်မှု၆ဝက်တစားလှင်မြန်မှု၄များစိတ်တက်ကြန့်ခိုင်မှုတလွဲ့ တက်လုံးတိုင်းကိုကင်ဆောင်ပြီးဘောလုံးပွဲတစ်ပွဲကိုစစ်ပွဲတစ်ပွဲလိုအကျုံမှန်တဲ့ရေကုန်ရေကန်ကစားကြတာကိုအမှုပညာရက်တစ်ခုလို့ခန်းစားတတ်အောင်သူတို့ဆရာတွေကသင်ပေးကြတယ်။ဒီတော့သူတို့အသင်ကကြန့်ခိုင်တမားတဲ့ခန္ဓာကိုအမှုပညာတမားရဲ့နှလုံးသားဆယ်တန်းလုံးအုံနောက်တွင်နဲ့ဖွဲ့စည်းထားတဲ့ဘောလုံးတင်တဲ့တင်ဖြစ်နေတော့တာပေါ့။ကိုတကိုရရှိဖို့လှပတဲ့ကစားကွက်ဖော်မြူလာတွေပေါ်ဆောင်ကြရင်နေပူမရှောင်မိုးရွာမရှောင်လက်ကျင်ခဲ့ကြတယ်။ ဘောပွဲတပွဲကိုအနုပညာမြောက်တဲ့ရုပ်ရှင်ဇာတ်ကားလိုလက်ရမြောက်တဲ့ပကြီကားတစ်ချက်လို ဖော်ဆောင်နိုင်ဖို့ဘောလုံးကွင်းထဲမှာနိုင်ပေါင်းများစွာကွင်းစင်တင်ကြခဲ့ကြတယ်။ဒီလိုတင်ကြရင်အတင်းသားအချင်းချင်းတူတုံဆိုင်ညီရင်းအကိုလိုချစ်ခင်အောင်ရဲဘော်ရဲဘက်ချင်းရိုင်းပင် အနစ်နာ ခံတတ်အောင်ပါတပါးတဲ့တင်ပေးလိုက်တယ်။တင်ပေးပုံကအနုပညာအတတ်ပညာပါလွန်လို့တင်လို့တင်နေမှန်းတောင်မသိလိုက်ကြပါဘူး။ ပွဲပြီးဖို့နောက်ဆုံးမိနစ်မှာရတဲ့ပင်နေတီဒီဘောလုံးဂိုးဝင်ရင်နိုင်ပြီမဝင်ခဲ့ရင် အချိန်ပိုဆက်ကစားရမယ်14ရောက်17ရောက်ကစားနေတဲ့ပွဲရဲ့အချိန်ပိုဟာအဖြစ်တစ်မျိုးဖြစ်သွားနိုင်တယ်သူတို့အတွေ့ရော သူတို့ကိုချစ်တဲ့ပရိသတ်ကြီးအတွေ့ရောဒီပင်နေတီဟာအတော့ကိုအရေးကြီးတယ်အဖိုးတန်တယ်သူတို့တစ်သင်လုံးပွဲမစခင်ကတည်းကယုံကြည်ထားတာတစ်ခုရှိတယ်ကစားနေကြတဲ့ပထမ17ရောက်တည်းမကပါဘူး အရန်ဘောလုံးသမားတွေရောဆရာတွေပါယုံကြည်နေကြတာပါအဲ့ဒါကတော့ဒီနေ့ဘောလုံးပွဲနိုင်ကိုနိုင်မဲလို့ယုံကြည်ထားတာပါခြေစွမ်းခြေနာအရာစိတ်တက်အရာပရိသတ်အပိမှုအရာသူတို့အများကြီးအသာစီရမယ်ပွဲဒါကြောင့်နိုင်ကိုနိုင်ရမယ် တကယ်လက်တွေ့ကစားကြတော့သူတို့ထင်တယ်လို့ဖြစ်မလားဘူးသူတို့ကတချင်းကြီးတချင်းကန်ယိုရီယာဖိန်ကြလေးနားတော်တာဆင်ဖို့ကြိုးစားနေတော့ဒေငါဟဲ့ဘလူးဆိုတာနဲ့ကြုံနေရတယ်ပွဲအခုပင်နေဒီတဲ့ပရိသတ်ဘက်ကကြည့်ရင်တော့ပင်နေဒီဘောကိုတဲ့ဝင်မယ်မဝင်ဘူးဆိုတာကန်သူဘက်ကရောဖန်းစည်းကောက်ွယ်သူဘက်က90ရာခိုင်နှုန်းစီရှိမယ်လို့ထင်စရာပါ ဒိုင်လူကြီးကဘောလုံးကိုပင်နယ်တီအမှတ်သားထုံးဖြူဖြူပေါ်မှာခြေထောက်နဲ့တင်လိုက်တယ်။ဒီပင်နယ်တီကိုဘယ်သူကန်သွင်းမလဲ။ပရိသတ်အားလုံးကစိတ်ဝင်စားနေတယ်။နှစ်နာရီနီးပါးကြာတဲ့ဘောပွဲတစ်ပွဲရဲ့ဇတ်ထုံမဟုတ်လား။ပရိသတ်ကတစ်ဖက်သင်းကိုလောင်ပြောင်းရင်သူ့တို့အသင်းကို အားပေးရင်မတိုင်ပင်ထားပါပဲနဲ့ဟေးဟေးဟေးနဲ့တံပြန်အော်ဟစ်နေကြတယ်။ပင်နယ်တီကန်သွင်းမဲ့သူအတွက်တော့အတက်စရာအားပေးတဲ့တွေပါပဲ။ စိတ်လှုပ်ရှားလွယ်သူ အတွေ့အကြုံနဲ့သူအတွက်တော့ကြောချမ်းစရာတောချောက်တန်တွေလိုပါပဲအသင်းကောင်းဆောင်ဇော်ဝင်းကဘယ်သူ့ကိုကန့်တင်ဖို့တာဝန်ပေးလိမ့်မလဲသူကိုယ်တိုင်ပဲကန့်သွင်းမှလေလားသူတို့အသင်းသားတွေအားလုံးဂိုးသမားပါမကျန်ပင်နေဒီကန့်သွင်းတာလေ့ကျင့်ခဲ့ပူကြတာပဲဇော်ဝင်းကဆုံးဖြတ်ချက်ချလိုက်တယ်အလဲတန်းကကစားတဲ့ကြောနံပါတ်9သူ့ကိုအကန့်ခိုင်းနေတကယ်တော့ဒီလိုရွေးချယ်လိုက်တာဇော်ဝင်းက လူပေါ်ပြကြခွေးပေါ်ခါချလှုပ်လိုက်တာမဟုတ်မှန်းသူ့အပါဝင်အားလုံးကနားလဲတယ်။ဇော်ဝင်းကသူ့ကိုတာဝန်ပေးတော့သူ့တော်တော်ပြောသွားတယ်။ဒါဟာတတိယနှစ်ကျောင်းတက်ရင်ကျောင်းနယ်ဘောလုံးအသင်းကိုခဏဝေးခဲ့ရတာကိုဂုဏ်ပြုလိုက်တာပဲ။ကမ္ဘာဖလားပွဲမှာအစဉ်လာကြီးခဲ့တဲ့ဘရာဇီးဘောလုံးအသင်းဖိုင်နယ်ရောက်တော့ဥရောပစာနယ်ဇင်းဆရာတယောက်ရေးတာကိုတွေ့ရတဲ့ရတယ်။အဲ့ဒီနေ့ကဘရာဇီးနိုင်ငံရဲ့အသမတကတော့ ဘရာဇီးဘောလုံးအသင်းရဲ့နေပြဆရာပါပဲတဲ့နေပြဆရာကအဲ့ဒီနေ့မှာဘရာဇီးတနိုင်ငံလုံးကိုတွန်လို့တော့မောက်လို့မောက်နိုင်တဲ့ပထမပိုင်းမှာတစ်ဖက်သင်းနောက်တန်းလူနှစ်ယောက်ညှက်ချလို့ကတ်နဲ့ထန့်ထုတ်သွားရတဲ့ခင်မောင်တန်းကိုပထမအဦးဆုံးပြန်မြင်အောင်နဲ့နောက်ပြီးအခုနောက်ဆုံးခြေအချိတ်ခံရလူအစွဲခံရတဲ့လှမြင်ရဲ့အဖြစ်မသိတဲ့လူတွေကတော့သူ့ရင်တွေခုန်နေလိမ့်မယ်လို့တွေးပူကြလိမ့်မယ်ဒီလောက်ကြီးမားတဲ့တာဝန်ကို ယူနိုင်ပါမလားလို့ နိုင်စေတဲ့စိတ်နဲ့အစိုးရင်လွန်နေကြလိမ့်မယ်။သူဟာဘောလုံးကစားနေတဲ့အမှုပညာအကောင်းသူတယောက်ပဲ။ခန်းစားချက်ဘာမှမရှိတာမဟုတ်ဘူး။ရင်မခုန်တတ်တာ။သူ့ခန္ဓာကိုယ်ကသွေးတွေပူ၊ချွေးတွေထွက်နေပေမဲ့စိတ်ကသွေးအေးနေတဲ့သူဒီပင်နဲ့ဒီကိုကန့်လို့ရမလား။၃ချိန်၃ခါသူ့ကိုယ်သူ ပြန်မေးကြည့်တော့လေအဖြေ၃ခုကအတူတူပဲ။ဖြစ်တယ်။ကံမယ်။ ဒီကိုဝင်ကိုဝင်ရမယ်။သူ့ဘောကံဖနက်ကြိုးတွေခါမှစီထားတဲ့ဘောင်းမီကြိုးတွေကြာစီအင်ဂျီစာဘောင်းမီတဲ့ထဲ့ထားပုံတွေတက်တက်ရရရှိရလားဆန်းစစ်လိုက်သေးတယ်။တောင်ဘက်ကိုရံရဲ့အောက်မှာတော့ကိုသမားကသူ့ကိုမျက်နှာထားတင်းတင်းမျက်လုံးအားကောင်းကောင်းနဲ့စိုက်ကြည့်နေတယ်။ဒါစိတ်တပိဒါနီးနဲ့တိုက်ခိုက်တာတမျိုးလေ။သူ့စိတ်ထဲကနေလှန့်ပြောလိုက်တယ်။ဟာကောင်ကြီးမင်းလောက်တော့ပြင်တောင်းပြင်းနေတယ် တစ်ဖက်ကကိုသမားကလည်းခေသူတယောက်တော့မဟုတ်ဘူးသူ့အဝန်အဝိုင်းမှာတော့နာမည်ကြီးတဲ့ကိုသမားအောင်မြင်ကြကြတဲ့ကိုသမားဒီဖိုင်နယ်ပွဲအထိရောက်အောင်သူ့အစွမ်းတွေပါခဲ့တာပေါ့သူတို့ကိုချစ်ခင်တဲ့ပရိသတ်ကြီးရဲ့ဆန္ဒကစားပေါ်တငယ်ချင်းတွေနဲ့ဆရာသမားတွေရဲ့ဆန္ဒသူ့ဖြည့်ခွင့်ရပြီဒီပင်နယ်တီကိုသူ့ဝင်ကိုဝင်ရမယ် ကိုသမားကဒိုင်လူကြီးတဲထားတဲ့ဘောလုံးကိုနေရာနဲနဲလေးရွှေ့တယ်ဆိုရုံလေးစတိလောက်ရွှေ့တဲလိုက်တယ်။ဇက်ထုတ်ကိုရောက်နေချိန်မှာဇက်ရှင်ပုံမြင့်အောင်မြှင့်လိုက်တာ။အရေးကြီးတဲ့အချိန်ပင်နေဒီကန်ကနီသူ့ကို စိတ်အနှောက်ယှက်ဖြစ်အောင်ကိုသမားကကလိလိုက်ရှိလိုက်တာပါ။ဒါမျိုးကိုတချို့ကလည်းနန်းနေတာလို့ပြောတတ်ကြတယ်။ဖက်စစ်တော်လိုင်းကြီးကာလာတုံးကဂုံရောင်ပြောင်းခဲ့တဲ့ဗိုလ်မှူးကြီးဘာထိုးကိုဂုံပြုတ်မှဲ့ခေါ်ထားတဲ့ဟော်ရီဘောလုံးကွင်းထဲမှာ ဘောပွဲပေါင်းများစွာ ကစားခဲ့ဖို့သူတယောက်ပဲကိုသမားရွှေ့တဲတဲ့ဘောလုံးကမြေအနှိမ်ပိုင်းတန်းခွက်ထဲမှာရောက်နေသလားတစ်ချက်လန့်ကြည့်လိုက်တယ်ဂျိုင်းတဲ့မရောက်ပါဘူးသူအဝေးကကြည့်တာနဲ့သူတိနေတယ်သူတစ်ချက်ပြုံးလိုက်တယ်မထီတဲ့အပြုံးလေးကိုသမားတဲထားတဲ့ဘောလုံးကိုသူကပြန်ပြင်ပြီးမတဲတော့ဘူးတော်ကြသူကတဲလိုက်ကိုသမားကထွက်လာပြီးပြန်ပြင်တဲလိုက်နဲ့အချိန်ကုန်လာတယ်ဘောလုံးကဂျိုင်းတဲရောက်နေအောင်တော့ သူကတော့ပြန်ပြင်တယ်မှာမဟုတ်ဘူးစီးပြအလံတိုင်းတွေ Ghostco အလံမှာရှိတဲ့နိုင်ငံတော်အလံတို့ကတောင်းလေပြင်ပြင်တိုက်နေတယ်ဟေးလို့သူ့ကိုလှမ်းပြောနေတယ်သူလေကိုဆံပြီးကမ်းရမှာပါလားသူတို့ဘယ်နဒီဘောတွေရာနဲ့ချီပြီးတွင်းလေ့ကျင့်ခဲ့ကြပြီးပြီပဲပင်နေဒီကန်တွင်းရာမှာပြည့်ရဲမျိုးမျိုးရှိတယ်တချို့ကလူကိုဘဲဘက်ခတ်ကြကြခတ်ဆွေဆွေနေရာယူပြီးကန်တော့မှညာချီနဲ့ကန်တွင်းတာ တချို့ကပထမအနေနဲ့ပြောင်းပြန်လူကိုညာဘက်ဟန်ဆွဲပြပြီးဘဲချိနဲ့ကန်မယ်တချို့ကတော့လဲကန်သွင်းမှုအရင်ယူတာကိုပဲမွေလိမ်မွေကောင်ပြေးလာပြီးကန်တော့မှ ကိုတန်းနဲ့ချိနဲ့ကြုံကန်တာဘဲဘက်နဲ့ကန်တယ်လည်းမသိအောင်ကိုသမားစိတ်အနှောက်ရှက်ဖြစ်အောင်လှုပ်ပြီးကန်တယ်နီတချို့ကတော့လဲမကန်ခင်မှာကိုတိုင်တတိုင်းတိုင်းဘက်ကိုမျက်လုံးနဲ့စိုက်ကြည့်တယ်ကန်လိုက်တော့မှဆန့်ကျင်ဘက်ကိုကန်နဲ့ကိုသမားကိုမျက်လုံးနဲ့လှည့်စားနီ တချို့ကတော့စိုက်ကြည့်နေတဲ့ဘက်နဲ့ကန်တဲ့ဘက်နဲ့တစ်ဖက်တည်းကိုသမားလုံနိုင်တာအကောင်ဆုံးတစ်ခုပဲရှိတယ်။တေကြပေါက်ကိုကာကွယ်မဲလို့ဆုံးပြတ်ထားတဲ့ဘက်ကိုဒိုင်းပင်ပြစ်လဲအိပ်ပြစ်လိုက်တဲ့နေပါပဲ။ ထူးတန်းပွဲကြည့်စဉ်ပဲတစ်ချက်ဝေ့ကြည့်လိုက်တယ်။သူတို့အတင်အနိုင်ရမယ်လို့အထင်ရောက်ပြီးလာအားပေးကြတဲ့အရာရှိကြီးငယ်တွေပွဲကြည့်စဉ်ပေါ်မှာထိုင်ပြီးသူ့ကိုကြည့်နေကြတယ်။အရေးထဲမှာစိတ်ချွေးတွေပြန်နေကြတယ်ထင်ပါရဲ့။လက်ကင်ပေါ်နဲ့ချွေးတုပ်သူတွေတုပ်လို့အလိုအမျိုးသမီးတယောက်သူ့နဲ့တက်တူရွယ်သူလားကိုသမရဲ့ဇနီးများဖြစ်လေမလားကိုလေးလက်ဝင်ကြီးနဲ့လက်နှစ်ဖက်ပူရှက်ပြီးလက်အုပ်ကလေးချီလို့ကိုမဝင်ပါခြင်းနဲ့ဆူတောင်းနေတာလား သူခင်ပွန်ရဲ့ယာရုတက်ဖို့ဒီပင်နေဒီကအေးပါနေရော့သလားတဖက်တင်းကရရကောင်းတယ်လို့နာမည်ကလည်းကြီးလိုက်သေးတယ်စိတ်ထဲမှာတော့အနောက်ရှယ်ဖြစ်သွားတယ်နှစ်နာရီနီနီအမိုးကာမပါပဲနေပူကြီးထဲမှာထိုင်ပြီးသူ့တို့အတင် ကိုအားပေးနေကြတဲ့ပြိတ္တကြီးကိုလှမ်းကြည့်ရင်ဂိုးစီးဆက်ဝိုင်းချမ်းထိတ်မှရလိုက်တယ်အဆုတ်ထဲကိုလေးတစ်ချက်အဝရှူသွင်းပြီးဘောလုံးရှိရာကို တလန်ချင်းရှောက်သွားတယ် ဂိုးသမားကအသင့်အနေထားနဲ့လက်ကိုကားလိုက်တယ်။ခြေကိုခွဲရရင် ကိုကိုလည်းဘယ်ညာရိမ့်နေလိုက်သေးတယ်။တနည်းပြောရရင်ဂိုးသွင်းမဲ့သူစိတ်နှောက်ရှက်ဖြစ်အောင်လှုပ်နေတာ။သူကတော့ဘောလုံးစီဖြည်းဖြည်းမှန်မှန်ရှောက်လာနေတယ်။ဂိုးသမားဘောလုံးနဲ့သူနဲ့မြင်းတစ်ဖြောင်တည်းလေ။ဂိုးသမားကသူ့ဆင်ထားတဲ့ထောင်ချောက်ထဲကျသွားပြီးဘောလုံးကိုပြန်ပြင်တည်ဖို့လာနေပြီ။သူဘောလုံးကိုပြန်ပြင်တယ်ရင်ငါလည်းပြန်ပြင်တယ်လိုက်အောင်မဲလို့တွေးမိသွားတယ်ထင်ပါရဲ့ ရိမ့်ွယ်နေတဲ့ခန္ဓာကိုယ်ကြီးအရင်ရက်သွားတယ်။သူကဘောလုံးကစားတာကိုအနုပညာတရအနေနဲ့တင်ထားတဲ့လူ။သူကအင်အားကြီးတဲ့သူကိုကိုအားတိတ်မဆက်ရပါပဲ။သူ့အရှိန်နဲ့သူသွားစီတဲ့နီးကိုလည်းတိထားသူ။ပြီးတော့သူကခွန်အားအားကိုးတဲ့သူကို အုံနောက်ကအနိုင်ယူနိုင်ပုံတွေလည်းတိထားသူ။သူကဖျားကြီးအရှိ45ကွင်းမှာအရက်၄ပေ၃လက်မအောင်ဘောလုံးပြိုင်ပွဲကနေပြီးချမ်းမြသာစီကွင်းဆရာဆန်ကွင်း တရေစီကွင်းနန်းရှိကွင်းအရာဝတီကွင်းမလွန်ကွင်းတွေမှာအမှုပညာမြောက်တဲ့ဘောပွဲတွေအများကြီးကြည့်ခဲ့ကစားခဲ့ဖို့သူတယောက်ပဲဘောလုံးရှိရာကိုပုံမှန်လမ်းလျှောက်တယ်လို့တလန်းချင်းလျှောက်သွားပြီးဘောလုံးနေပေမှာညာခြေတော့တဲလိုက်တော့မှအနစ်နဲ့အလလာကသူ့ခန်းစားချက်တွေဒိုင်းလူကြီးအတွေ့အနာကြီးချက်တွေအပေးကြတဲ့ပြိတ္တကြီးရဲ့ဆန္ဒတွေစုပေါင်းပြီးဘယ်ခြေနဲ့အာကုန်လွှဲကန်ပြလိုက်တယ် တရေဘောလုံးနဲ့သူ့ဘောကံဖနက်ရဲ့တရေချင်းပုတ်တန်ဂျွိလို့မြည်တမ်းကြားလိုက်တာနဲ့သူသိလိုက်ပြီးသားတဖက်ကကိုသမခမသူလုံနိုင်တဲ့အကောင်းဆုံးအလုပ်ဖြစ်တဲ့ဘောလုံးလာမယ်ထင်တဲ့ဘက်ကိုဒိုင်းပင်ပြည့်လဲတဲ့နေ့ကိုတော့လှုပ်ရှားတာပါပဲတင်ချပါမောက်ခဆရာဦးတင်ညွန့်နဲ့တငယ်ချင်းကစားပေါ်များတို့ညီပူလေးရွှေမြူတရုတ်စော်မဂဇင်းဂျွန်လာ2023 2002ခုနှစ်နားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်